ဘဝကိုယုံကြည်တယ်လို့ရှိရင်တို့အားလုံးမှာကာယပျော်ရွှင်တဲ့ relationship တွေရှိဖို့တို့ relationship ကိုများသောအားဖြင့် business တွေမှာတည်ယူလို့ရှိဘူးဒါပေမဲ့ relationship အဆင်မပြေဘဲနဲ့ကျွန်တော်တို့ဒီဘက်ကဟိုလာဒီလုပ်ငန်းတွေမှာအဆင်ပြေဖို့ဆိုတာလည်းရရရမှာတည်ယူတော့မှာပဲ။အဲ့လိုကြောင့် relationship အဆင်ပြေဖို့လုပ်တယ်။အဲ့ဒါဆိုတော့ဒီမခံနိုင်ဘူး။ဒီမခံရင်တော့သူလုံးတော့တွေ့ရတာနဲ့ငါပြောတဲ့ plan တော့အဲ့အဲ့လိုတွေ့လို့တာအာဒီအချိန်မှာကိုယ်ကအဲ့ဘာလဲကောင်းတာရရပြောင်းပြင်နေလေ။အဲ့လိုကြောင့် relationship အဆင်ပြေအောင်ပြင်နေတယ်။အခု ့ဘောမပိုင်ဘူးအဲ့တော့ကျွန်တော်သားရှင်ဒီ session နေဒီကြော်လိုက်သူကြောက်တဲ့နေပြီအဲ့တော့ဒီလိုကောသူ့ကိုလိုချင်တဲ့ပုံစံတိုင်းကိုပြောလို့မရတော့ဘူးအခုချိန်မှာလိုချင်တာကြီးပြီးတော့ကြီးကြီးကသူ့မလိုချင်တဲ့နေကြီးတော့သူ့ကိုမလုပ်ပေးရမယ်ဆိုတော့သူရှိပါတယ်ကျွန်တော်အခုချိန်မှာသူသူနဲ့ပတ်သက်ရင်ကျွန်တော် unconditional love ပဲနားရအောင်ပြောရတယ်သူမခင်ကိုချစ်မယ်ဆိုတော့ဟုတ်တော့အပြောပြောမရှိတော့ဘူးဆိုတော့သူသူကဒီကျွန်တော်တို့ဆိုရင်ဒီဟာရင်းအားရှိတယ်ဟိုအမေနဲ့ကျွန်တော်တလားတစ်ချိန်တော့လည်းလုပ်ပေးပါလေ တော့သူ့ကိုလည်းကျွန်တော်မဆုံးခင်မှာကျွန်တော်အများကြီးရှင်းဆောင်ကြောက်နိုင်တယ်ဒါပေမဲ့ဒါပေမဲ့အဖေဆုံးမှရရှိမှာဟာသူနဲ့ဒီတဲ့မကပြေးခဲ့တဲ့နဲ့ဆိုရင်ကြက်လေးဖြစ်တယ်ဒါတော့ကဖေကဘယ်လိုမလဲငယ်တော့အမေနဲ့အဆင်ပြေတာလို့ပြောတာဒါတွေအများကြီးနဲ့ကျွန်တော်တို့ထိုက်ရောက်ခင်းပွားတယ်အဲ့တော့ဘယ်လိုကောကိုမိဘတွေနဲ့အဆင်ပြေအောင်ဖြစ်တဲ့အများကတော့ကျွန်တော်တို့ဒီပါလေဝေါ်ပြူကအများကမတူဘူးလောကအမြင်အများကမတူဘူးအဲ့ခါကျတော့အခါလေးမှာပြေတော့အဲ့ဆိုင်တွေပဲရှိမှာပဲဒါပေမဲ့ကိုယ်မိဘကိုကအဲ့ဒီမဟုတ်တာတွေပြန်ပြော အဲ့ဒီဒီမရှင်းမနေပြန်ပြောအဲ့ဒါအဲ့ဒီလိုကအဲ့ဒီအချိန်မှာကိုယ်ကအဲ့ဒါကတော့နောက်နောက်ရရဒီကောင်းကင်းလေးလိုက်ပြီးတော့ရရှိရစီရောစက်ကနေအခု မည်လေးပြဆက်ပြီးပါအောင်မင်္ဂလာပါရှင်ကျမနာမည်ကဒေါ်မေမေဝင်းဖြစ်ပါတယ်ကျမကရွှေမိသားစုပွဲရုံလုပ်ငန်းကိုနှစ်ပေါင်း30ကျော်ဦးဆောင်လာခဲ့တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအားလုံးဆက်ပါမင်္ဂလာပါမေမေဆက်ပါမင်္ဂလာပါမေမေကျမဒီတင်နန်းကိုမတက်ခင်တော့တော့အခက်ခဲတွေများစွာဆုံးရှုံးမှုများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဘာတွေဖြစ်ခဲ့တာလဲဆိုတော့ကျမကဒီလုပ်ငန်းကိုဥဆောင်နေတဲ့ မိခင်တယောက်လုပ်ငန်းရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဆုံးဖြတ်ချက်ကမှအမှန်ကိုပြောတာတွေကမှအဟုတ်ကိုလုပ်တာတွေကပဲမှန်ပါတယ်ဆိုတော့အစွဲကြီးနဲ့ပေါ့နော်ခလေးတွေကအကြံဉာဏ်ပေးရင်လည်းလက်မခံဘူးခလေးတွေကသတိပေးလို့ရှိရင်လည်းလက်မခံဘူးအဲ့လိုမျိုးနဲ့ငါတကောကောခဲ့တာအဲ့လိုကောခဲ့တော့ဘာတွေဖြစ်ခဲ့သလဲဆိုတော့ကျမမယုံသင့်တဲ့သူတွေကိုယုံခဲ့မိတယ်ပြီးတော့ငွေမပေးသင့်တဲ့သူတွေအကျွေးမပေးသင့်တဲ့သူတွေကိုပေးခဲ့မိတယ်အဲ့ဒီအချိန်မှာ စီးပွားရေးရလည်းထိခိုက်လာတယ်ဆုံးရှုံးမှုတွေများစွာနဲ့ကြုံဆုံခဲ့ရပါတယ်အဲ့ဒီကျင်အဆိုးဆုံးကတော့ကျမတို့မိသားစုအတွင်းမှာပေါ့နော်ကလေးတွေကအကြံဉာဏ်ပေးတာတွေကိုလက်မခံဘဲနဲ့အဲမင်းတို့ဝင်ပါစရာမလိုဘူးမင်းတို့အကြံဉာဏ်ပေးစရာမလိုဘူးဆိုတာတွေပြောတဲ့အခါကျတော့မိသားစုထဲမှာလည်းကလေးတွေနဲ့အမေနဲ့စိတ်ဝန်းကွဲခဲ့ရပါတယ်အဲ့လိုဆုံးရှုံးမှုတွေဇက်တိုက်ရင်ဆိုင်လာတဲ့အခါကျတော့ကျမဘာဖြစ်လာလဲဆိုအိမ်မှာနေရတာလည်းမပြေတော့ဘူးကျမပွဲယုံလည်းမသွားကျင်တော့ဘူး ဘာမှကိုမလုတ်ချင်တော့ပဲနဲ့အဲ့ရတဲ့ကိုဘုံဘုံလဲတဲ့အဆင့်ထိတောင်ဖြစ်ခဲ့ပါတယ်အဲ့ဒီမှာကျမကိုယ့်ကိုဘလို့ပြန်ပြီးတိဆောက်ရမယ်ဆိုတာလည်းမသိဘူးဒီတိုင်းမဆက်နေနေတာပေါ့နော်အဲ့ဒီအချိန်မှာတမီးလေးရဲ့မိတ်ဆွေတယောက်အကူညီနဲ့ကျမဒီတင်နန်းတွေကိုစာပြီးတက်ဖြစ်ပါတယ်အဲ့တော့ဒီတင်နန်းတွေကိုစတက်တော့ TLG ကိုစတက်တဲ့အချိန်မှာကျမကိုယ့်ကိုယ်ကိုပထမအဦးဆုံးအနေနဲ့ပြန်ရှာဖွေတွေ့ရှိခဲ့တယ်ဆရာပြောပြတဲ့စကားတွေကိုနားထောင်တယ် ပြီးတော့ကို့အမားတွေကိုတိလာတယ်။နောက်ထပ်တင်နန်းတစ်ခုကိုဆက်တက်တယ်။အဲ့ချိန်မှာကျမဘလို့ရှစ်ဆက်ရမယ်ဆိုတာကိုတိလာတယ်။အခုဒီတင်နန်းကိုတက်ပြီးသွားတဲ့အချိန်မှာတော့ကျမကမိသားစုကိုလည်းမမှန်ကန်ကန်ဘလို့ဥဆောင်မယ်။သားသမီးတွေပေးတဲ့အကြံဉာဏ်တွေကိုလည်းကျမဘလို့လက်ခံပြီးတော့ပြုပြင်ပြောင်းလဲမယ်။ပြီးတော့ဝန်ထမ်းတွေကိုလည်းဘလို့စနစ်တကျကုတ်ကဲမယ်ဆိုတဲ့ဥစ္စာတွေကိုတည်တည်ချာချာလေးတိခွင့်ရတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်။ ပြီးတော့ကျမတို့အခုတင်နန်းတူတူတက်တဲ့မိစွေတွေကိုလည်းပြောချင်တာဒီတင်နန်းကရတဲ့အသိဉာဏ်နဲ့အားလုံးကိုလက်တွေ့ပြန်ပြီးတော့အသုံးချပါလို့အကြံပေးချင်ပါတယ်ကျမကိုယ်တိုင်လည်းလိုက်နာပြီးတော့လက်တွေ့အသုံးချပါမယ်ရှင်အော်ကျမပြောဖို့နောက်တစ်ခုကြံပါသေးတယ်ကျမအဲ့လိုမျိုးလေငါအမေပဲငါပြောတာပဲမှန်တယ်မင်းတို့ပြောတာလက်မခံဘူး အဲ့လိုမျိုးတွေနဲ့ငါတကောကောခဲ့တဲ့အချိန်မှာကျမသားလေးကတော့အခုပွဲရုံမှာကြံခဲ့ပါတယ်မမေကိုဒီတင်တန်းလေးကိုရအောင်ခေါ်လာပေးခဲ့တဲ့သမီးလေးကိုလည်းမမေကကျေးဇူးတင်ပါတယ်မမေကိုနားလည်ခွင့်လွှတ်ပေးဖို့ပြောချင်ပါတယ်သမီးရဲ့ဘုရားကိုဆက်ဝယ်တဲ့ကိစ္စမှာတော့ဒါကြိုင်းကြပါလား န်နေတာအကောင်သိရနော်ညီငါသားကိုတိုး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 နဲ့အိမ်ခွဲနေဖို့ပြောတာဆာငါနားနဲ့ဆက်ဆက်ကြားတယ်ဒီကမာယာလည်းများဘူးမေအမေသမီးကတော့ပြောင်းသွားတယ်မေကြားတယ်ကြားပါမယ်သမီးဘေးမှာနေကြရတယ်အမေကုတ်ပီလေးတရားလို့သမီးကယူဆိုင်ဆောက်ချောက်ပေးတာမေသူဆက်ပါလိရောက်ပါတော့သူ့လောက်ကြောက်သူ့ရဲ့အိမ်ကနေဆိုတော့လုံးသိစိတ်ကသမီးလုံးပေးကြတာမေအဲ့ချာချာနာကုတ်ပီသားဆိုရင်တော့တပတ်ပတ်ထားခဲ့တာစစ်မိုင်းတက်ခင်းတော့တာဘူး မင်းပြောကြည့်တော့နော်ဟုတ်ကဲ့ငါ့မြေနေကောင်းတာဘုရားမင်းရလေမင်းပါရှင်ကိုကြီးပစားနေပါပဲတည့်ရွေးမင်းတို့တော့ခနေတယ်မင်းနဲ့ဖောက်ဖောက်သွားသွားအမေအမေလည်းကိုကြီးကိုမချရအမေမင်းငါ့ဘာလို့လဲဆိုတော့ရှိဘောအမေမင်းရောဘာလို့မလုပ်သေးဘူးမိကတော့တော့တော့နဲ့ငါနဲ့ဖဲမို့စူးစမ်းနေတာမ